အခုပြပြပေးမှာကတော့ဒီ Orion မှာရေးသားထားတဲ့ပေါ့နော် OGMS platinum software လေးအကြောင်းပဲဖြစ်ပါတယ် platinum software လေးမှာဆိုရင်တော့ဗောနောဒီစီးရင်သွင်းတဲ့အပိုင်းမှာဆိုရင်ဆိုင်မာသုံးတဲ့အမျိုးအစားတွေဗောနောဥမာ 80k လား 22k လား 24k လားဆိုပြီးတော့စီးရင်နေသွင်းလို့ရတယ်ဆိုင်မာသုံးတဲ့ဆွဲကြိုလက်စွပ်ငကစီးရင်နေသွင်းလို့ရတယ်ဗောနောပြီးတော့ဒီဆိုင်မာကောင်တာတွေဘယ်နှလုံးခွဲလဲဗောကောင်တာတွေလည်းခွဲလို့ရမယ်ပြီးတော့ဒီဆိုင်မာဆိုရင်ဗောနောဒီ 80k တွေကို A level B level တွေခွဲပြီးတော့ရောင်းနေဆိုလဲလက်ပစ္စည်းတွေကို level ခွဲလို့ရတယ် အဲ့ level အလိုက်ပေါ့နော် A level ဆိုရင်3သိန်းရောင်းတယ် B level ဆိုရင်2သိန်း8000ရောင်းတယ်ဆိုပြီးတော့ level အလိုက်ရောင်းစေးကြီးလည်းတက်မှတ်လို့ရတယ်ပြီးတော့ဒီမှာအဝယ်လဲသွင်းလို့ရတာဖြစ်တဲ့အတွက်ကြောင့်မလို့ကိုပစ္စည်းဝယ်နေကြပေါ့နော်ဘယ် vendor ကြီးကဝယ်လဲဆိုပြီးတော့ကုန်တယ်နံပါတ်လည်းဒီမှာတွင်းလို့ရရပေါ့เนาะပြီးတော့နောက်ထပ်အကျွေးရောင်းလဲဆိုလဲ customer number တွေမှတ်လို့ရရဝင်တိုင်း information တွေမှတ်လို့ရရပေါ့เนาะ ပြီးရင်တော့ဒီ white gold ထဲမှာဆိုရင်ကြတော့အဝယ်သွင်းလို့ရရတယ်ပေါ့ PC ကိုပေါ့နော်ကိုကဘဒူစီယာနေဝယ်လဲအလေးချိန်ဘလောက်လဲပေါ့နော် color လေးတွေကဘလောက်ရှိလဲဥမာဒေါ်လာရင်းနဲ့ဝယ်ဆိုလဲ rate တွေလဲထည့်လို့ရတယ်ပေါ့နော်ဒီမှာ original ကုတ်လေးဆိုတာကြတော့လဲဒီကိုဝယ်လိုက်တဲ့ voucher မှာမှာပါ ဒီကုတ်နံပါတ်တွေပါတယ်ဆိုလဲထည့်လို့ရတယ်ပေါ့နော်။ तू ကဒီကိုကဘောက်ချာလိုက်ဝယ်ဆိုအဲ့ဘောက်ချာမှာပစ္စည်း၁၀ခုပါတယ်ဆိုရင်ဒီမှာအဝယ်မှာပစ္စည်း၁၀ခုလုံးတခါတည်းတန်းဝယ်လို့ရတယ်ပေါ့နော်။ဝယ်ပြီးပြီဆိုမှအဝယ်ကုတ်သတ်မှတ်ခြင်းပေါ့။အဝယ်ကုတ်သတ်မှတ်ခြင်းဆိုတာကခုနကဝယ်လိုက်တဲ့ပစ္စည်းတွေကိုပဲကိုက DVC က A level လား B level လားပြန်ပြီးတော့သတ်မှတ်ရမယ်။ပြီးတော့ ဘာကုတ်လေးထုတ်ရမယ်ဗောနော်ဘာကုတ်လေးထုတ်ရမယ် DPC ကိုဘဲကောင်တာထဲမှာထားမလဲဆိုပြီးတော့ရွေးပေးရတယ်ဗောနော်အဲဒီမှာအဝဲကုတ်သတ်မှတ်ခြင်းတွေလုံးလိုက်တယ်ဆိုမှပဲ PC ကလည်းဘာကုတ်ကထွက်သွားမယ် software ရဲ့လက်ကျန်ထဲကိုလည်း PC ကရောက်သွားမယ်ဗောနော်ပြောအယောင်ပေါ့အယောင်အယောင်ဆိုတာကလည်းခုနကလိုကုတ်တွေတတ်မှတ်ထားမှာ PC ကလည်းလက်ကျန်တဲ့ကိုရှိမှာ white ကိုအယောင်နေသွင်းလို့ရမယ်ပေါ့နော်ပြန်ဝင်ဆိုတာလည်းအတိုင်းပဲကိုကရောင်းထားရဆိုမှ customer ကို customer ပြန်လာသွင်းတယ်ဆိုရင်ပြန် ပြန်ဝယ်ရနေပြီးဆင်းရင်သွင်းပေးရမယ်ပေါ့နော်ပြီးတော့ PC အထွက်အဝင်ပေါ့ PC အထွက်အဝင်ဆိုတာကကြတော့ဒီဆိုင်ရရောင်းရလို့မဟုတ်ဘဲနဲ့ဥပမာပေါ့နော်ဗရင်ကိုနမူနာပေးတဲ့အခါတို့ live save တွေပေါ့နော် live save ရောင်းတာတွေရှိတဲ့အခါတို့ဈေးရောင်းပွဲတွေရှိတဲ့အခါတို့ဆိုရင် PC တွေကိုခဏဆိုင်ရနေပေါ့နော်ခဏထွက်သွားရတာမျိုးတွေပေါ့အကယ်လို့အဲ့ PC တွေကပေါ့နော်ဗရင်ကနေနမူနာပြန်ရတာလို့ live save ကနေပြီးတော့ပြန်ရတာမျိုးဆိုရင်လည်းအဝင်ပြန်သွင်းပေးရတယ်ပေါ့နော် ပြောရွှေပြောင်းပေါ့ရွှေပြောင်းဆိုတာကကြတော့တရက်နဲ့တရက်ပေါ့နော်အဲတချို့ဆိုင်တွေကကြတော့ကောင်တာမတူအောင်ခင်းတာမျိုးရှိရဲပေါ့အဲပထမတရက်ကတော့ဒီဆွဲကြိုးတွေကိုဒီကောင်တာဝန်းထဲထားပေမဲ့နောက်ရကြရင်ဒီအမြင်ဆန်းအောင်လို့ပေါ့နော်ကောင်တာ2ရဲကောင်တာ3ရဲအဲ့လိုမျိုးပြောင်းထားတဲ့ခိုင်မျိုးကြရင်လေဒီ white ကိုရွှေပြောင်းအောင်တုံးလို့ရတယ်ပေါ့နော်ပြီးတော့ဒီ white ကိုပြင်ဆင်ခြင်းလက္ခဏာဆိုတာကကြတော့ဆိုင်မာပေါ့နော်ကို ဆိုင်ရန်ရောင်းလိုက်တဲ့ PC ဖြစ်စေအပြင် PC ဖြစ်စေပေါ့နော်ဒီ service လက်ခံတဲ့အခါပေါ့ဥမာသူ့ရဲ့လက်ကောက်လေးရချိတ်ပြုတ်သွားလို့ပဲဖြစ်ဖြစ်ပြတ်သွားလို့ပဲဖြစ်ဖြစ်ဆိုင်မှာလာပြင်တဲ့အခါကျရင်အဲ့လို service လေးလုတ်ပေးလို့ရတယ်ပေါ့နော်ပြတော့ဒီအုတ်ကုတ်ပဲဖြစ်ပေါ့အုတ်ကုတ်ပဲဖြစ်ဆိုတာကကြတော့ဒီအဲ PC တွေကိုဝယ်လိုက်ရောင်းလိုက်လုတ်ပြီးတဲ့အခါမျိုးကြရင်ဒီ PC ကိုထပ်မသုံးတော့ဘူးပေါ့နော်တခါတည်းအထည်ဖြစ်ပြတိုင်းမျိုးဆိုရင်အုတ်ကုတ်ပဲဖြစ်ကိုသုံးလို့ရတယ်ပေါ့နော် ဒီ white ကိုစရင်ကျုံမှာကြတော့ရှေ့မှာခုနကလုတ်ခဲ့တယ် PC အဝယ်တွေသွင်းတာတွေကုတ်တက်မှတ်တာတွေအယောင်းတွေပြန်ဝယ်တွေနဲ့ပတ်သက်တဲ့စရင်ကျုံပေါ့အဝယ်လုတ်လိုက်တယ်ဆိုရင်ဒီမှာအဝယ်စရင်ကျုံတွေကြည့်လို့ရမယ်အဝယ်ငွေစရင်ကျုံတွေကြည့်လို့ရမယ်အယောင်းလုတ်လိုက်တယ်ဆိုလည်းဒီမှာအယောင်းနဲ့ပတ်သက်တဲ့စရင်ကျုံ၄ဆောင်ရှိရပေါ့နော်အယောင်းစရင်ကျုံရှိမယ်အယောင်းငွေစရင်ကျုံရှိမယ်အဲရောင်းလိုက်ရတဲ့ customer ရဲ့ကုန်သေးပေါ့နော်စင်းကျုပ်ရှိမယ်ပစ္စည်းရောင်းစင်းကျုပ်တွေရှိမယ်အဲ့လိုပဲပြန်ဝယ်လုပ်လိုက်တယ်ဆိုလည်းပြန်ဝယ်စင်းကျုပ်တွေရှိမယ် လဲထက်စင်းကြုပ်တွေရှိမယ်ပေါ့နော်ပြီးရင်ကုတ်သွင်းလိုက်တဲ့ဆိုလဲပစ္စည်းလက်ကျန်နေပေါ့ဒီမှာကတော့ပစ္စည်းလက်ကျန်ကိုကြည့်လို့ရတာ၄မျိုးရှိရယ်ပေါ့နော်ဒါတမျိုးနဲ့တမျိုးပုံစံမတူအောင်ကြည့်လို့ရရယ်ပေါ့နော်ပြီးတော့ဒီအိုကုတ်ရှင်းတဲ့နေလို့တယ်ဆိုလဲအိုကုတ်အလိုက်ပစ္စည်းလက်ကျန်တိုင်းမကိုက်တဲ့ခါမျိုးတွေမှာလဲရှင်းတဲ့နေနဲ့ပြန်လိုက်လို့ရရယ်ပြော်ဒီ service အထားရလာမရွေးဘူးဆိုလဲကြည့်လို့ရတယ်။ကိုကငါးထားပြီးသားပြန်မရဘူးဆိုလဲဒီမှာကြည့်လို့ရတယ်ပေါ့။ပြီးတော့အရောင်းအကျဲ့မြတ်တို့ပြန်ဝဲအကျဲ့မြတ်တို့လည်းဒီမှာကြည့်လို့ရတယ်ပေါ့နော်။ ပြီးတော့ PC လက်ကြံနေမကိုက်တဲ့ခါမျိုးဆိုရင်လည်းဒီ Chester Bellan နေလာပြီးတော့စစ်လို့ရတယ်ပေါ့နော်ပြောငွေစင်းဆိုတာကကြတော့ကိုကဒီအဝယ်တွေလုံးလိုက်တယ်ဆိုရင်အကျွေးတွေဘာတွေဝယ်တာမျိုးရှိရဆိုလဲကိုကဘယ်လောက်ပေးရရှိရအကျွေးတို့ကိုကရရရရှိရဆိုလဲရရရရှိရအကျွေးစင်းရင်းတို့ရောင်းလိုက်တယ်ဆိုလဲဒီနေ့အတွက်ငွေဝင်တာဘယ်လောက်ထွက်တာဘယ်လောက်ဆိုပြီးတော့ဒီငွေစင်းချုပ်တွေကနေလဲလာပြီးတော့ကြည့်လို့ရရပေါ့နော်အကျွေးတွေဘာတွေ ထပ်ပြီးတော့ပေးတာမျိုးတို့အကျွေးလွှဲတာမျိုးဆိုရင်လည်းဒီအဝဲကုန်တဲ့ငွေလွှဲတို့အရောင်းကုန်တဲ့ငွေလွှဲတို့ကနေသွားလို့ရတယ်ပေါ့နော်ဒီဝဲလို့ရောင်းလို့ရတာမျိုးမဟုတ်ဘဲနဲ့တခြားပေါ့နော်အာသာအင်ကန်တို့ expand တို့ရှိရဲဆိုလဲဒီငွေစင်းင်းတွေကဝင်ဝင်နဲ့အတုံးစိတ်မှာလာပြီးတော့တုံးလို့ရတယ်ပေါ့နော် ဒီစနစ်အပိုင်းကကြတော့ဒါ user permission အပိုင်းပေါ့နော်အဲကိုဆိုင်ရဝန်ထမ်းလေးတွေကိုပေါ့နောက်မှဆက်တွေပါတွေခွဲတဲ့အခါမျိုးကြရင်တုံခိုင်းမယ်ဆိုအယောင်းဆိုရင်အယောင်းပိုင်းကိုပဲတုံခိုင်းမှာလားပြန်ဝဲဆိုရင်ပြန်ဝဲပိုင်းကိုပဲတုံခိုင်းမှာလားဆိုပြီးတော့ဒီမှာလာပြီးတော့တတ်မှတ်လို့ရတယ်ပေါ့နော်